အင်္ဂါတသမိမိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ2025ခုနိုဝင်ဘာလအတွက်တလဇာဟောစရံကို ဟောကြားပေးမှာဖြစ်ပါတယ်ဒီကာလမှာမိမိရဲ့အလုံးမှာဇာတုတိုးတာလုတ်ပိုင်ခွင့်အာနာတိုးတာနေရာကောင်းရတာမျိုးတွေကြုံတွေ့လာပါလိမ့်မယ်ကိုယ့်ရဲ့အထက်လူကြီး အကြီးအကဲဆရာတွေရဲ့ကိုညီမဆမှုမျိုးတွေကြုံတွေ့လာနိုင်တဲ့ကာလဖြစ်ပါတယ် မိမိကိုယ်တိုင်လည်းအိမ်ပြင်ရတာအိမ်ဆောက်ရတာမျိုးတွေကြုံရတတ်ပါတယ်ခင်ဗျာနည်းနည်းသတိပြုရမှာကမိမိရဲ့အောက်လက်ငယ်သားကိုယ့်ရဲ့အတက်အဖြစ်ငယ်ပဲသူကွန်အဖြစ်ငယ်ပဲသူတွေကမိ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 ကိုဒုက္ခပေးတာမျိုး သူတို့အတွက်စိတ်ဒုက္ခများရတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်ကိုကိုတိုင်းလဲဒီကာလမှာဟိုဟာလောကကောင်းနုံနုံဒီဟာလောကကောင်းနုံနုံနဲ့စိတ်တွေးဟာများနေတတ်တဲ့ ကာလလို့ပြောရမှာဖြစ်ပါတယ်။မွေကြီးကတော့အိပ်ပေါက်နဲ့ဖားကောက်ဆိုသလို ဖြစ်နေတတ်ပါတယ်။ရှိတဲ့ငွေကဒလဟောထွက်နေတာမျိုး ကိုကိုတိုင်အကျိုးလိုလိုညောင်းရီလောင်းဆိုသလိုလုတ်ခဲ့ပေးမယ်ပေါ့နော်။အစင်မပြေတာမျိုးရင်းနှီးမှားရွက်တဲ့ရင်းနှီးမြုပ်နှံမှုလုံးမိတာမျိုးတွေဖြစ်တတ်ပါတယ်။သူတို့ဘာကိုငွေချင်းငှားမိရင်ဒီကာလမှာဆုံးပါတတ်ပါတယ်ခင်ဗျာ ရဲဝေးရဖျားပုံတော်ရှင်သီဝလိပုံတော်ဓာတ်တော်ဒါမျိုးတွေတော့ကြွလာတတ်ပါတယ်မိမိပိုင်ပစ္စည်းတွေတခုခုခံရတာပစ္စည်းပြပြရတာမျိုးတွေကြုံတွေ့ရတတ်တဲ့ကာလဖြစ်ပါတယ်ကိုယ်မတန်ခင်မရင်းနေတဲ့မိတ်ဆွေဆရာသမားစတာတွေနဲ့အဆင်မပြေဖြစ်တတ်ပါတယ် မိမိရဲ့အိမ်ပေါ်အိမ်နားမှာကိုဝင်ဆောင်တဲ့ရှိနေတတ်ပါတယ်။အဲ့ဒါလို့ရှိရင်တော့ကောင်းပါတယ်။မရှိဘူးဆိုရင်တော့သတိပြုပါ။အမှုခင်းရှုံးကပ်စာရာတွေနဲ့ပတ်သက်ရတဲ့အကာလဖြစ်ပါတယ်ခင်ဗျာ။အခြေရေနှလုံးသားရေရာကိစ္စတွေမှာဆိုလို့ရှိရင်ဘေးလူအနောက်ရှေ့ပေါ်လာတာချစ်သူရဲ့လိမ့်လဲလဲပြားခံရတာတစ္ဆာမဲမှုတွေကြုံတွေ့ရတာမျိုးတွေကြုံတွေ့ရတတ်ပါတယ် အိမ်နွေးရဲ့အိမ်အောင်ရေးနဲ့ပတ်သက်ရင်တော့ဒီကာလဟာကံစတာအထူးကောင်းမွန်တဲ့ကာလဖြစ်ပါတယ်ခင်ဗျာတစုံတရာအညံ့မကြုံရနိုင်ပါဘူးကံကောင်းစေတဲ့ကဏ္ဍကတော့တက်ကဏ္ဍသုံးကဏ္ဍဖြစ်ပါတယ်ကံကောင်းစေတဲ့အယောင်ကတော့အနည်းယောင်ဖြစ်ပါတယ်ခင်ဗျာညံ့အခိုက်ပြေပြောက်ပြီးကောင်းကျိုးချမ်းသာတွေရရှိလာစေဖို့အတွက်တနင်္ဂနွေနေ့မနေ့စောစောမှာအိမ်ဖျားမှာဩဇာညွန့်73ညွန့်ကတ်လူပူဇော်ပြီးတော့ ဆုတောင်းပါပါတယ်ခင်ဗျာ